ဈေးဆိုင်မှာကိုလိုချင်တဲ့ဈေးကိုမမှန်ကန်ကန်ဝယ်တက်ဖို့အတွက်ဆရာသင်ပေးနေတာဒီနေ့ကနှစ်ရက်မြောက်နေပါဈေးတော်နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေအရဆိုရှင်လွဲလို့မရဘူးအဲ့ဒါကြောင့်ဆရာနှစ်ရက်ခွဲပြီးတော့သင်ပေးတယ် vocabulary ကလည်းနည်းနည်းလေးဈေးဘက်ဆိုင်ရာဆိုနည်းနည်းလေးခက်ခဲတယ်အဲ့တော့ meaning လေးကိုသိချာကြရမယ် meaning နဲ့အပြင်တွဲမှတ်ကမှဆရာသုံးသွားတဲ့အသုံးအနှုန်း usage တွေဖြစ်တယ် usage တွေနဲ့ meaning တွေကိုတွဲပြီးတော့နေ့တိုင်းခေါင်းထဲမှာစုသွားမယ်ဆိုလို့ရှိရင်ရက်60ပြီးသွားတဲ့ခါမှာ english speaking ဆိုင်ရာဆိုရှင်တော်တော်ကြီးကောင်းသွားပြီလို့ဆရာတော့ယူဆရတယ်ပေါ့နော် ပုံမှန်လေးလာကြိုး 調査ပြီးတော့မှတ်သားဖို့တော့လိုအပ်တယ်အဲ့ဒါလေးတော့မှတ်ထားပါဘောเนาะအဲ့တော့ lander ဘက်ကလည်းအားထုတ်ဖို့အများအားထုတ်ဖို့အများကြီးလိုအပ်တယ်ဘောเนาะကဲဟုတ်ပြီကဲဒီမှာပဲလည်းကြောင်းရှိလဲဆိုရင်6ကြောင်းရှိတယ်လဲကြောင်းလာတာအတွက်တခုခုရှိလားငါတို့မှာငုံဈေးပြားရှိတယ်ဖျန်းဈေးရှိတယ်ဈေးရည်ရှိတယ်ဒီဈေးကဘယ်လောက်လဲဘေးအတွက်စိုးကျိုးရှိလားအချင်းသားတို့ခေါင်းမူလာတို့ကိုဖြစ်စေနိုင်တယ်တဲ့ ၎င်းအောင်တောက်ပြီးရင်တော့ကာမမောင်းပါနဲ့အချို့ဆန်းတဲ့တွေကရေးရတာလွယ်လိုက်တယ်ကျိုးဆန်းတဲ့ကြောင့် vocabulary မသိလို့ရေးလို့မရလည်းဖြစ်နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ဘာကိုစမ်းကြည့်နေတယ်ဆိုလို့ရှိရင် video လေးကိုခဏလေးရပ်ပြီးစမ်းကြည့်တခါတည်းဖြစ်တက်ကြည့်မယ်ဆိုရင်လည်းအခုစပြီးတော့ဆရာပြောပြီကဲလက်ချောင်းနာတာအတွက်တခုခုရှိလားလာမေကွန်းဖြစ်တယ်လာမေကွန်းဒီအကူနဲ့ပဲစားတယ်မင်းတို့မှာရှိလားဆိုတဲ့ဟာဒီအတွဲလိုက်မှတ်ထားမှာ do you have လို့မှတ်ထားလိုက်တယ်ပေါ့နော်ဆရာဒါကိုရှေ့ရက်30 CV အင်္ဂလိပ်စာအောက်တက်ကြိုးစီမှာလည်းပြောထားပြီးပြီဒီ you ဒီအများသဘောဆောင်တဲ့ second person မလို့ desk ကိုခေါ်ပဲ do ကိုခေါ်ထားတယ်ပြီးဒီနောက်မှာဒါ verb နော် do you have မင်းတို့မှာရှိလားတခုခုဆို something ပေါ့နော်အဲ့တော့ do you have something ဘာလဲဆိုအတွက်အတွက်ဖြစ်အောင် for ထည့်ရမယ်အဲ့ဒါကလည်းရ30စီမှာ for ဒီအတွက်ဆိုတော့ဒီပြီးပြီးပြီးလဲချောင်းနာတာကြောင့် so throat လို့ခေါ်တယ်သူက a လေးတဲ့အတွက်ကြီးရတယ်အဲ့လေးမထားတော့ for so throat ဲ့တော့ do you have something for a sore throat do you have something for a sore throat အဲ့အဲ့တော့ပြောတယ်ငါတို့မှာငုံဆေးပြားရှိတယ်ဖျန်းဆေးရှိတယ်ဆေးရည်ရှိတယ်ငါတို့မှာဆို we ပေါ့ subject ပြီးရင်ဟိုနောက်က verb ကိုရေးရမယ်ရှိရဆို have နော် have နဲ့ has နဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်။ we ကအများသဘောဆောင်တယ်။အများဖြစ်တဲ့အကြောင်း has လို့သုံးမလဲ have ကိုသုံးတယ်ပေါ့နော်။ဟုတ်ပြီ။ဘာရှိလဲ။ငုံစေးပြားရှိတယ်။ အဲ့ဒါဘလို့ခလဲဆိုလို့ရှိရင် Los Angeles လို့ခေါ်တယ်ဒါပေမဲ့လည်းအများဆိုတော့ add ထည့်လိုက်မယ် Los Angeles ပေါ့နော်ခေါ်မှာဖြန်းစီကတော့ spray လို့ခေါ်တယ်ဒါတော့သိတယ် spray and C ရလည်းမနည်းတော့ဆရာတခါပြောပြပြီးတင်တယ်နော် syrup လို့ခေါ်တယ် S Y R U P S ပေါ့ဟောဒါက S ထည့်ရဟာဒီကတော့မျိုးစုံရှိရဆိုတော့ရင်းညွန့်ဖို့အတွက် S လေးထည့်ပြီးတော့ရေးလိုက်တယ်အဲ့တော့ we have Los Angeles sprays and syrups အဘီအဲ့တော့သုံးမျိုးလိုချင်လို့ရတယ်။ငုံချင်လည်းရတယ်၊ဖြန်းစေးလေးဖြန်းလည်းရတယ်၊စေးလေးတောက်မယ်ဆိုလည်းရတယ်။ဟောနောက်ခါဒီစေးရဘလောက်လဲ။ဘလောက်လဲဆိုရယ်ပမာဏောက်မေးဖို့ဆရာအမြဲတမ်းပြောတယ်။ How much ကိုတော့မယ်နော်။ How much ပြီးလို့ရှိရင်ဒီစေးဟာ VAT တော့ထည့်ရမယ်။ဘလောက်လဲဆိုရယ်နောက်မှာဘလောက်ဖြစ်တယ်လဲဆိုရယ်ဖြစ်သည်ဆိုတဲ့ဘောတရားလေးမြှုပ်ထားလို့ is here ရဲ့ဆိုတာလည်းပြောထားပြီးပြီ။ဒီစေးရတော့ဘယ်လိုခေါ်လဲဆိုရယ် this medicine ပေါ့။ ဒါကဘယ်လိုဖြစ်သွားလဲဆိုရင် how much is this medicine နောက်တစ်ခုကဘေးထွက်ဆိုချိုချိုးရှိလားရှိလားဆိုတာပိုင်းရှင်းပိုင်းတော့ do you have ကိုသုံးပါဒါပေမဲ့လည်းပိုင်းရှင်းမပါလဲရှိခြင်းမျိုးဆိုရင် there is there အောင်သုံးပါလေလို့ဆရာပြောထားရဲဆိုတော့အဲ့တော့ရှိရဆိုရင် there is အများဆိုရင် there are ဘယ်ကိုပြန်လုပ်မယ်ဆိုတော့ is there လို့ are there လို့ပေါ့နော်ဘေးထွက်ဆိုချိုကအများများရှိနိုင်တယ်လို့ယူဆပြီးတော့ဆရာဘာမိလဲဆိုရင် are there လို့မြင်ရတယ် မေဟိုးနေမှာရှိတယ်ဆိုတဲ့ကိစ္စမျိုးမှာဒီ any လေးကိုထည့်ပြီးမေးရတတ်တယ်အချို့ဆိုတဲ့အိပယ်မျိုးလည်းထွက်တယ်အဲ့တော့ are there any ဘီရဆိုကြတော့ဘယ်လိုခလဲဆိုရင် site effect လို့ခေါ်တယ်အဲ့ဘာဖြစ်သွားလဲ are there any site effects ဘီရဆိုကြချိုးရှိလားအဲ့နောက်တစ်ခါ၎င်းကအချိန်တာတွေခေါင်းမူးတာတွေကိုတော့ဖြစ်စေနိုင်တယ်ဟော subject နဲ့ဆိုင်အောင်၎င်းဒီဆို it ပေါ့နော် ဖြစ်စေနိုင်တယ်ဆိုတာတေချာလုံနိုင်တယ်ဆိုရင်ဆရာကခံကိုတော့ရမယ်ဒါပေမဲ့လည်းဖြစ်စေနိုင်တယ်ဆိုတာဒီသူကအချို့လူတွေတော့ SH ချင်တာဖြစ်ချင်မှဖြစ်မယ်ခေါင်းမိုးရည်ဖြစ်ချင်မှဖြစ်မယ်ပြောချင်တာကဖြစ်စေနိုင်တာဒီ100%မဟုတ်ဘူး90%ရခိုင်လို့ဆိုရင်ဖြစ်ကောင်းဖြစ်စေနိုင်တယ်ဆိုရင်မေကိုတော့ရမယ်ဒါလေးမှတ်ထားမယ် CN ကန်ဆိုတာ100%လုံနိုင်တာဖြစ်ပြီးတော့မေဒီဖြစ်နိုင်ကောင်းဖြစ်နိုင်လောက်တယ်မဖြစ်နိုင်ရလဲဖြစ်သွားနိုင်တယ်ဆိုရတဲ့ဒီလိုထွက်တယ်ရခိုင်လုံးဖြစ်နိုင်ချေ90%ရခိုင်လုံးလောက်ဆိုရင်မေကိုတော့ရမယ်မှတ်ထားမယ်နော် it means ဖြစ်တော့ကြ cost လို့ခေါ်တယ် it may cost ဘာလဲဆိုရင် eight channel eight channel ကို draw signal လို့ခေါ်တယ်ဘယ်လိုခေါ်လဲဆိုရင် draw signal အမေခေါ် draw signal အဲ့ဒါဘာလဲဆိုရင် eight channel ငိုင်းပြီးတာအဲဒါမှမဟုတ်ဆိုရင် and ပေါ့ all ထည့်လိုက်ရတယ်သူမဟုတ်ပါတော့ခေါင်းမူတာကကြတော့ dc နဲ့ပေါ့အပြီးအမေခေါ် draw signal ဆိုတော့ dc နဲ့ တော့နှစ်ခုစလုံးဖြစ်စေနိုင်ဆိုရင် and ထည့်လိုက်ရတယ်။ or တော့သို့မဟုတ်ဘူး။၎င်းကအဲခေါင်းမူတာဖြစ်စေနိုင်တယ်။ဒါမှမဟုတ်လည်းအဲ action လာဖြစ်စေနိုင်တယ်။ခေါင်းမူတာကိုဖြစ်စေနိုင်တယ်။ drowsiness or dizziness ။ခဏခါ၎င်းအောင်တောက်ပြီးရင်ဘာမလုပ်နဲ့လဲ။ကားမောင်းမောင်းပါနဲ့။အာမလုပ်နဲ့ဆိုရင်တားမြစ်တယ်ဟာ။တားမြစ်ရင်ဟိုလောက်ခိုင်းရင် vazio နဲ့အခိုင်ရတယ်။တားမြစ်ရင် don't နဲ့တားမြစ်ရတယ်။ don't drive နော်။မောင်းပါနဲ့။ကားမောင်းနဲ့ drive ဆိုတာနဲ့ကားတိတ်ပဲပါပြီးသွားပြီ။ don't drive ပြီးရင်ဆိုတော့ after နဲ့တော့လေ after နောက်မှာ file ရဲ့ဒီပုံစံလိုက်ရတော့တောက်ချင်းကိုကျွန်တော်ထိတ်ခင်းသွားတယ်စေးတောက်တာထိတ်နေသွားမှာဆိုတော့မင်းကဆရာပြောပြပြီ after taking အဲ့တော့ don't drive uh don't drive after taking ပြီး၎င်းကိုဆိုတော့ it's for အဲ့တော့ don't drive after taking ၎င်းအောင်တောက်ပြီးတဲ့ခါကျလို့ရှိရင်ကာမမှာပါတယ်ပြောပြမယ် do you have something for a sore throat we have lozenges sprays and serums how much is this medicine are there any side effects it may cause drowsiness or dizziness don't dry after taking it ကြောက်ပြီဒီနေ့မှာလည်းအသုံးနှုန်းသစ်တွေထပ်ပြရပါပြီဒီလိုပဲတစ်ဆင့်နဲ့တစ်ဆင့်စုပါတယ်ဆရာနေတိုင်းပြောနေလို့ပဲ1ကနေ2ကနေ3တို့တစ်ဆင့်နေတက်มาရမယ်0ကနေ1ကိုခုန်တက်လို့တော့မရဘူးနေတိုင်းဆက်ပြီးတော့ကြိုးစားကြပါ fight တယ်